ကဲဒီတစ်ချိန်မှာလဲချက်စီအသင်းရဲ့ဖောက်တယ်ကြီးအာဆင်နယ်အသင်းကချက်စီအသင်းကိုထပ်မံအားပေးဖို့အတွက်သူတို့ကပြင်ဆင်နေတယ်ဒီတစ်ချိန်ကတော့အားပေးမှာကတော့ချက်စီအသင်းအသေးကျော်တခါလေချက်ရှင်ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ခြေစွမ်းဝင်ပူးရဲမက်စတီရဲ့ခြေစွမ်းလည်းဝင်ပူးရဲစဖြစ်ပေါ်တော့အဲ့ဒီကစားမကတော့မတူအေကေဒီရော်နယ်ဒိုနဲ့ဒီမက်စီရဲ့ပေါင်းစပ်မှုကနေဖြစ်ပေါ်လာတဲ့မတူအေကေကို အာဆင်နယ်အတင်းကဝယ်ယူဖို့အတွက်အခုချိန်မှာတော့သူတို့ကစနားရှိနေရကိုကျွန်တော်တွေးရတယ်ဗျာတည်င်းနေထွက်နေရကိုတော့ကျွန်တော်တွေးရတယ်အခုအာဆင်နယ်အတင်းကဒါမက်တူအကီကိုဝယ်ယူပြစ်ခဲ့မယ်ဆိုရှင်တတော်လေးကိုအကျိုးရှိမှာမက်တူအမက်တူအကီအတွက်လည်းအကျိုးရှိတယ်လို့အာဆင်နယ်အတင်းလည်းအကျိုးရှိတယ်ချက်စီးလည်းအတင်းလည်းအတွက်လည်းအကျိုးရှိတယ်ပြောပြောချင်တာကသုံးဖက်စလုံးကျွန်တော်တို့အကျိုးရှိတယ် အခုအာဆင်နယ်အသင်းရဲ့အခြေအနေကိုကြည့်မယ်ဆိုရင်အာဆင်နယ်အသင်းကဒီယာဒီမှာသူတို့ကတိုက်စစ်အင်အားကိုမြင့်တင်ဖို့အတွက်သူတို့ကကြိုးစားနေကြတယ်ဗျ။ဒါကြောင့်မို့ဒီအာဒီနွေရာဒီအပြောင်းရွှေ့မှာပဲသူတို့ကတောင်ပန်တိုက်စစ်ကစားမှာတဦးနှစ်ဦးလောက်တော့သူတို့ကခေါ်ယူဖို့အတွက်စန္ဒရှိနေတယ်။အကြောင်းရင်းကလည်းစာကာရဲ့အာနေရာကိုအစားထိုးဖို့ ကစားမတဦးလို့တယ်ပြီးပြီးလို့ရှင်မတင်နယ်လီမတင်နယ်လီရဲ့ခြေစွမ်းကလည်းတစ်ခါလေကြာလို့ရှင်သူကတိုက်ပြီးမှမထိန်နိုင်ဗျာမတင်နယ်လီကတော့ကောင်းတာကတော့တော်တော်ကောင်းတယ်အာဆင်နယ်အသင်းမှာကျွန်တော်မတင်နယ်လီတော့ကျွန်တော်တော်တော်လေးကိုကြိုက်တယ်သူ့ရဲ့သူ့အာယုံအားတွေတော့ကောင်းတယ်ဒါပေမဲ့သူ့ရဲ့ဒီ performance out သွားတဲ့ခါကြာလို့ရှင်နည်းနည်းတော့ time pad သွားတဲ့အခါမျိုးတွေရှိရဆိုတော့အာဆင်နယ်အသင်းကသူ့ရဲ့နေရာမှာအစားထိုးဖို့အတွက်လဲအဲ့ဒီ တော်မှန်တိုက်စစ်ကစားသမားတအူးကိုရှာဖွေနေရလဲကျွန်တော်တွေ့ရတယ်ဆိုတော့ဒီလိုအခြေအနေမျိုးမှာစာခါရဲ့နေရာလဲအစားထိုးလို့လဲရတယ်ဗျာမာတီနယ်လီရဲ့နေရာလဲအစားထိုးလို့ရတယ်မက်ဒူအေဂေကအဲ့ဒီနှစ်နေရာမှာကစားနိုင်တယ် right wing left wing စသဖြင့်ပေါ့နော်အဲ့ဒီနေရာနှစ်နေရာမှာကစားနိုင်တဲ့အတွက်ကြောင့်မို့လောလောဆယ်မှာတော့အတီတာကသူ့ကိုစောင့်ကြည့်နေရဗျာဒီတဲ့အမှန်ဖြစ်ဖို့အတွက်ပဲကျွန်တော်မျှော်လင့်နေတယ် အာဆင်နယ်အသင်းကလည်းမတူ AK ဝယ်ယူဖို့လည်းကျွန်တော်မျှော်လင့်တယ်။ဘာကြောင့်လဲဆိုလို့ရှင်တော့အာဆင်နယ်အသင်းမှာဆိုလို့ရှင်မတူ AK ကအောင်မြင်နိုင်ခြေရှိတယ်လို့ကျွန်တော်ပြောချင်တယ်။ဘာကြောင့်လဲဆိုလို့ရှင်တော့အာဆင်နယ်အသင်းကဒီလူငယ်တွေပြုစုပြိုးထောင်တဲ့နေရာမှာတော်တော်လေးကိုကောင်းမွန်တဲ့အသင်းတင်းပြ John Farrell ခစ်တို့ကကြည့်လိုက်သူတို့ပြုစုပြောထောင်တာကတကယ် world class player အဆင့်ထိရောက်သွားတာကိုကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်မို့ Matthew AK ဒါ အာဆင်နယ်အသင်းကိုရောက်သွားခဲ့မယ်ဆိုလို့ရှိရင်တော့အာဆင်နယ်အသင်းအတွက်တကယ့် world class player ဖြစ်နိုင်ဖို့အတွက်ကျွန်တော်မျှော်လင့်မိတာပေါ့အဲ့ဒီအပိုင်းလေးတွေပြီးရှင်အခုပြီးခဲ့တဲ့ရာတီမှာ Metuika ကချက်စီအသင်းအတွက်သူကပြိုင်ပွဲစုံ52ပွဲကစားပြီး73ဂိုးအထိတွင်းယူတယ်ပြီးလို့ရှိရင်9ဂျိန်အထိသူကဖန်တီးပေးပို့မှုပြုလုပ်နိုင်ခဲ့ဗျာမဒူအေဂေကမကောင်းတာမဟုတ်ကောင်းနေတာအလားအလာလဲရှိတဲ့ကစားသမားတအူးပါဒါပေမဲ့ ချက်စီအတင်းမှာကြတော့သူကမဖြစ်ဘူးဗျဘာကြောင့်လဲဆိုလို့ရှိရင်ချက်စီအတင်းကအာပွဲအဖြေကိုပြောင်းလဲပေးနိုင်တဲ့ကစားမားလိုအပ်တယ်ပြီးလို့ရှိရင်ချက်စီရဲ့အစင်လာကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီလူငယ်ကစားမားတွေပြုစုပြိုးထောင်ပြီးမှနာမည်ကြီးသွားတဲ့ကစားမားတွေရှားတယ်။ဒါကြောင့်မို့ချက်စီအတင်းကအသင့်၃ player တွေနဲ့ပဲအာတော်တော်လေးကိုဖြစ်ထွန်းခဲ့တာကိုကျွန်တော်တို့တွေ့ရတယ်ဗျာ။ဆိုတော့ မတ်ထူအေဂီကိုရောင်းပြီးမှအခုချက်အစီအတင်းကတိုက်စစ်မှာနောက်ထပ်တောင်ပန်ကစားသမားတွေနဲ့သူတို့ကအင်အားဖြစ်တင်ဖို့ကြိုးစားနေရကိုကျွန်တော်တွေ့ရတယ်အခုလောလောဆယ်မှာတော့ချက်စီအတန်းအကီတန်ကိုခေါ်ယူဖို့အတွက်အသေးအတန်ကြိုးစားနေရပြဒွန်မွန်အတင်းနဲ့သူတို့ညှိနှိုင်းမှုတွေပြုလုပ်နေတုံးမဲ့ဆိုတော့ကီတန်ကတော့ပတ်မှတ်ဦးစားပေးဖို့နော်ဒါကြောင့်မို့ချက်စီအတန်းကမတူ AK ကိုရောင်းချဖို့အတွက်သူတို့ကပြင်ဆင်နေရကိုကျွန်တော်တွေ့ရတယ်သူတို့ကလောလောဆယ်မှာတော့ပြောထားတဲ့ပုံစံကဘယ်လိုလဲဆိုလို့ရှင်တော့ မဒူအီဂီကိုပေါင်တန်း90ဝန်းကျင်လောက်ရလို့ရှင်သူတို့ကရောင်းချဖို့အတွက်စန္ဒာရှိနေပြလောဆယ်မှာကာရော့သူ့ကိုချိတ်ဆက်ဖို့ချိတ်ခေါ်ယူဖို့ချိတ်ဆက်နေတဲ့အသင်းတွေကတော့ကျွန်တော်ဒီ Serie A ဘက်မှာဆိုလို့ရှင် AC Milan အစရှိအသင်းတွေရှိတယ်ပြီးလို့ရှင်ကျွန်တော် Premier League မှာဆိုလို့ရှင် Aston Villa တို့အခု Arsenal အသင်းကလည်းပြန်လဲပါဝင်လာပြီလက်ရှိ Chelsea အသင်းကတောင်းဆိုထားတဲ့ပြောင်းရွှေ့ကြေးကပေါင်တန်း90 90ဆိုတာကတော့တော်တော်လေးကိုများလွန်းပါတယ် ဖြစ်နိုင်လို့ရှင်လေတရားမတူ AK ကိုကျွန်တော်တို့ပေါင်သက်20 30ဝန်းကျင်လောက်နေတာညဉ့်ညံ့လေးရောက်ထုတ်လိုက်တယ်တော်တော်လေးကိုအဆင်ပြေမယ်လို့တော့ကျွန်တော်ထင်တယ်ဗျပြီးလို့ရှင်အခု Chelsea အတင်းကမတူ AK ကို PSV အတင်းကနေခေါ်ယူခဲ့တာခေါ်ယူခဲ့တဲ့တန်ကြီးကကြွန့်ကြည့်မယ်ဆိုရှင်အဲ့ဒီတုန်းက Euro 35အမ်းဝင်းကျင်လောက်နဲ့ပဲ Chelsea အသင်းကသူ့ကိုခေါ်ယူခဲ့တာဆိုတော့လက်ရှိအချိန်မှာတော့ Chelsea အသင်းကသူ့ရဲ့ခြေစွမ်းကတော်တော်လေးကိုတိုးတက်လာပြီး တူတက်လာပြီဆိုပြီးမှသူတို့ယူဆတဲ့အတွက်ကြောင့်မို့သူ့ကိုပေါင်သန်း90အထိတက်မှတ်ထားတယ်ဆိုတော့ခုလောလောဆယ်မှာတော့အဒီတာကတော့လက်ရှိအချိန်မှာတော့သူကခေါင်းအေးအေးလေးထားပြီးမှစဉ်းစားနေတော့မဒူအေကီကိုခေါ်ယူမယ်မခေါ်ယူဘူးဆိုတော့လောလောဆယ်မှာတော့ခေါင်းအေးအေးလေးထားနေတော့အတဖက်မှာလည်းကျွန်တော်ချက်စီအတင်းကစိုးရင်ရမယ့်အရာလေးတွေရှိတယ်အဲ့ဒါကဘာလဲဆိုလို့ရှင်တော့နီးပြအန်ဆူမာရက်စကာကတော့မဒူမဒူအေကီကိုတော်တော်လေးကိုအကြိုက်တွေးတဲ့ နီးပြဖြစ်နေတာကတော့ဒါကတော့တကြောင်ပေါ့ Chelsea ပြိတက်အနေနဲ့တော်တော်လေးကိုစိုးရိမ်မိတယ်အဲ့ဒီအရာလေးလေးတွေကတော့ again Mariska ကမယောင်းချချင်ဘူးဆိုလို့ရှင်တော့ဒါက တမျိုးပြန်ဖြစ်သွားလာနိုင်တယ်ဗျာအဲ့ဒီအရာလေးကိုပဲကျွန်တော်တော်တော်လေးကိုစိုးရိမ်တယ်ကျွန်တော်တို့ Chelsea ပရိသတ်တွေကြားမှာမတ်သူအေကင်းနဲ့ပတ်သက်ပြီးမှအမြင်မတူတာတွေလည်းရှိကောင်းရှိမယ်တချို့လူတွေကတော့သူ့ကိုကြိုက်ကောင်းကြိုက်မယ်တချို့လူကတော့မကြိုက်ဘူးကျွန်တော်ကတော့မကြိုက်တဲ့အဖက်မှာပါတယ်ဗျာဘာကြောင့်လဲသူကတော့ခြေစွမ်းတော့ကောင်းတယ်ဒါပေမဲ့လော်လော့ဆင်မှာတော့ Chelsea အတင်းမှာ first light up ကစားနိုင်တဲ့ကစားမတူးမဟုတ်တဲ့အတွက်ကြောင့်မို့ကျွန်တော်သူ့ကိုမကြိုက်တာဟုတ်တယ် ဆိုတော့အားလုံးကိုကျွန်တော်တို့လောက်နဲ့ပဲဆုံးသက်ပေးချင်တယ်ဗျာမကြာခင်မှာအာဆင်နယ်နဲ့တည်င်းကဘယ်လိုတွေထူးခြားလာမလဲဆိုတော့ကျွန်တော်ရင်ကုန်စွာစောင့်မျှော်နဲ့ကျွန်တော်တို့လောက်နဲ့ပဲဆုံးသက်ပေးချင်ပါတယ်